အားလုံးပဲမင်္ဂလာပါ။တရက်နေ့ကနေပြီးတော့၄ရက်နေ့ထိ၄ရက်တွင်ခမန့်ချက်လေးတွေကိုပြုတ်ပေးပါမယ်။နေ့ရက်၉ရက်ပေါင်း၁၊၃ရက်၃ရက်ပေါင်း၆၊၁ရက်၉ရက်ပေါင်း၃ည၁၆၃ညကီးတွေဟူးမကြပါဘူး။ဇောင်းပေါင်းခြင်း၉ရက်၃ညရဲ့ပေါင်း၉၊၉ရက်နှစ်ခတ်၆၊၉ရက်ထိုင်းပါဝါ၃ည၆၃ညကီးတွေလည်းဟူးမကြပါဘူး။ ပြီးခဲ့တဲ့ပတ်မှာညီကိုက၃ချိန်ကြာခဲ့လို့ရှိညီကို၃ချိန်ကြာထားလို့ကိုဘရစ်ကိုလိုက်ပါမယ်ကိုဘရစ်ကဘုံကြော်ပါဘူးသူလည်း၃ရက်တွင်လာပါမယ်ခါလေးလုံး7 3 5 8ရှိကနှလုံးဖြစ်နေတဲ့အတွက်ဒီမှာရှစ်ပါဝါ3ရှိနေပြီးသားဖြစ်တဲ့အတွက်ရှေ့ကိုနှက်ခတ်တစ်လုံးပြောင်းယူပါမယ်3 5 1 ွေဖို့ပါလုံရှင်ကတက်ခွေဖို့ကလည်းလာပါတယ်သူလိုက်ပါမယ်ပြန်ပြီးတော့ဝင်နေတဲ့အခွေကတော့ငါးတုံရဲ့နှစ်ခွန်ခွေပြန်ဝင်နေပါတယ်နောက်ဘူးကြတော့ပြီးခဲ့တဲ့တလမှာပေါ့နော်ပြီးခဲ့တဲ့တလတော့အတွက်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးတစ်ခုအဲ့ဒါလေးကိုတစ်ချက်ပြပေးမယ် ပြီးခဲ့တဲ့တလပေါ့တနင်္လာနေ့မနေ့ကနေနောက်ပိတ်6နဲ့ဘုဒ္ဓဦးနေ့ကနေ6တစ်တစ်ပေါ့နော်6တစ်ကြီးရနောက်တစ်ပတ်မှာတနင်္လာနေ့မှာအပြီးနေနဲ့ဆင်းတာတွေ့ပါတယ်ဒီပတ်မှာလည်းတနင်္လာနေ့မနေ့ကနေနောက်ပိတ်6နဲ့ဘုဒ္ဓဦးကနေ3ရှင်းနဲ့ချင်းပြီးတော့ တနင်္လာနေ့နောက်တစ်ပတ်ရဲ့တနင်္လာနေ့မှာပြီးပြီးတော့ဆင်းတာပေါ့ကီးပြီးအနေနဲ့ဆင်းတာတွေ့ပါတယ်နောက်ဒီဘက်မှာလည်းတနင်္လာနေ့နောက်ပိတ်ကနေခွန်ဗုဒ္ဓနေ့ကနေ69နဲ့ချိန်ပြီးတော့နောက်တစ်ပတ်မှာဆင်းတာတနင်္လာနေ့ဆင်းတာကိုတွေ့ပါတယ်ပြီးခဲ့တဲ့ဘက်ကလည်းတနင်္လာနေ့နောက်ပိတ်ရှင်းတဲ့ ဘတ်တော်ပနံ၄ငါးနဲ့တွဲပြီးတော့အပီပေါက်လေး၄ရှစ်ဆိုပြီးဆင်းသွားပါတယ်အဲ့တော့အခုတစ်ပတ်အတွက်တနင်္လာနောက်ပိတ်ပြီးခဲ့တဲ့ဘက်ကဆင်းထားတဲ့တနင်္လာနောက်ပိတ်၈နဲ့ဘတ်တော်ပနံ၂၉နဲ့တွဲပြီးတော့၈နဲ့၈၉ဆိုတော့ကနေပေါ့ရန်စည်းအနေနဲ့၂၉အဲ့ဒါလေးကိုတော့တနင်္လာနေ့မနေ့ညလေးပါနော်မနေ့ညလေးပါခဲ့ပြီ စဉ်းစားပြီးစောပါဒီနေ့လာနေအဖွင့်ပွဲအတွက်ပေဒန်လေးတစ်ချောင်းရထားပါတယ်အဲ့ဒီပေဒန်နဲ့ပဲဖွင့်မယ်မှာရိုက်ကြည့်ကြပါမယ်ဒီပြည့်စင်ရတော့ဒီမှာ69တက်ရှင်ကနေစမယ်။ဒီနေ့ကနေတက်ရှင်နှလုံးပေါင်းကြီး9 ကိုလေးပရိဟာတပင်ကျော်မှာတရက်ကျော်မှာမနေ့ပိုင်းဇောင်းထိုးကြပါတယ်ကိုလေးပရိဇောင်းထိုးကြပါတယ်သူရဲ့မသက်ကလေးဟာဒီမှာတပရိတပင်နှစ်ပင်သုံးပင် လေးပင် ချပြီးတော့ငါးပင်မြောက်မှာတပရိတပင်နှစ်ပင် သုံးပင် လေးပင်ချပြီးငါးပင်မြောက်မှာ တစ်ပရိတ်အဲ့တော့၅ပင်မြောင်၅ပင်မြောင်၅ပင်မြောင်မှာတစ်ပရိတ်တစ်ပရိတ်တစ်ပရိတ်လို့ကြာခဲ့တယ်အဲ့ဒီတစ်ပရိတ်ရဲ့အပေါ်ကပရိတ်ဟာကိုလေးပရိတ်ဟာတပင်ကျော်မှာဇောင်းထုတ်ပြီးတော့ကိုလေးပရိတ်ကြာပါတယ်နောက်ဒီပင်မှာလည်းတစ်ပရိတ်ရဲ့အပေါ်ကခွန်၃ပေါင်းချင်း၃ညာ၅ပရိတ်ဟာတပင်ကျော်မှာမနေ့ကနေ့ဇောင်းထုတ်ပြီးကြာထားပါတယ် နောက်ဒီပင်မှာလဲတိပိအပေါ်က69ဆိုတဲ့ပေါင်းခြင်းခွန်နှစ်ပရိဟာတပင်ကျော်မှာဇောင်းထိုးပြီးတော့ကြာရပါတယ်ကို3ဆိုပြီးတော့ဒီကြာလာတဲ့မသက်ကလေးတွေမှန်နေတယ်ပေါ့နော်အဲ့မှာဇောင်းထိုးကြာထားတဲ့ရဲ့နောက်တနေ့12နိုင်ကနန်းဟာဒီကနန်းနှလုံးဒီထက် crossing ပေါင်းခြင်းလေးတွေနဲ့ပဲပြီးသွားတာတွေ့ပါတယ်9ရက်2ရက်ပေါင်းခွန် ခွန်ပါဝါနှစ်ခုနှစ်ခတ်သုံးညခုနှစ်သုံးညကီးကိုတည့်ရဲခွန်ရဲပေါင်းရင်းရှင်းရှစ်ပါဝါသုံးရှင်းနှစ်ခတ်တရှစ်သုံးတဆိုတဲ့ကီးနဲ့ပဲအပေါ်အောင်ပြီးသွားတာတွေ့ပါတယ်သုံးညရှင်းဘရိတ်တွေဘာတွေမဖမ်းတော့ဘူးသူပေတန်လေးနဲ့ပဲပြီးသွားတာတွေ့ရပါတော့နောက်တစ်ပင်မှာလဲဒီလိုပဲဇောင်းတို့ကြာလာတဲ့ဘရိတ်ရဲ့အောက်က၁၂နှစ်ခန်းမှာ ဒီမှာနှစ်ရက်တရက်ပေါင်းသုံးသုံးပါဝါရှယ်သုံးနှစ်ခန့်ငါး၅ရက်လေးရက်ပေါင်း crossing ပေါင်းခြင်းတော့၅ရက်လေးရက်ပေါင်းကို6ပါဝါလေးကိုနှစ်ခတ်6အဲ6လေး6နဲ့3ရှင်ငါအပေါ်အောက်တလုံးစီနဲ့ပေးတန်းလေးနဲ့ပြီးသွားရပေါ့နော်လေးရှစ်ဆိုပြီးတော့အဲ့တော့ဇောင်းတို့ကြားထားတဲ့ break ရဲ့အောက်ကဒီမိနစ်ပွဲအတွက်၁၂နာရီပွဲအတွက်ဒီမှာဇောင်းပေါင်းခြင်း ကငန်းလေးတွေကို crossing ပေါင်းခြင်း3ရက်3ရက်ပေါင်း6 6ဘဝ1 6နှစ်ခတ်9 6တကူကီးကို2ရက်9ရက်ဇောင်းပေါင်းခြင်း2ရက်9ရက်ပေါင်းရင်1 1ဘဝ6 1နှစ်ခတ်8အဲတော့6တကူ1 6 8နဲ့တွဲပြီးတော့ဆော့ပါမယ်နောက်ဒီမှာနေခြင်းလေးတွေကိုသူပေးကြနေတဲ့ကီးလေးတွေပေါ့နော် မှာ36ကနေစမယ်အဲတော့ဒီမနေ့ကနေထိပ်စီ3နဲ့တပင်ကျော်ကညနေကနေထိပ်စီ1နဲ့3နဲ့1နဲ့ပေါင်း4နော်3နဲ့1နဲ့ပေါင်း4 4ပိုင်း4တလုံးကြာတယ်ပေါ့နော်ဒီမှာဆိုလဲ4နဲ့3ညနဲ့ပေါင်း4 4ပိုင်းကြာအဲမှာ2နဲ့3နဲ့ပေါင်း5မှာ5ပိုင်းကြာတယ် ဲ့လိုနဲ့သူကြာလိုက်မှာကွာဒီမှာဒီနေ့အတွက်ဆိုရင်နှစ်နဲ့ကိုးနဲ့ပေါင်းတက်တက်ကလည်းတလုံးလှနေဒီမှာဒီကီးလေးမှာဆိုလဲဒီ၃လုံးပေါင်းခြင်း၄ခွန်း၃လုံးပေါင်းခြင်း၄၄ခန်းနှစ်အဲ့တော့၄နဲ့တပြားကနောက်နေမှာဆင်ပါတယ်နော်ဒီမှာလဲခွန်း၁၃ည၃လုံးပေါင်း၈၈နှစ်ခက်၈၈တပြား ရှစ်တဲ့အချိန်နေနေမှာဆင်းတယ်ပေါ့နော်အဲ့လိုနဲ့သူလဲတောက်လျှောက်လေးဆင်းလာနေတဲ့ကီးရလဲမ196သုံးလုံးပေါင်းခြင်း6 6နှစ်ခက်ကို69ကီးနဲ့ဒီတက်တလုံးနဲ့သူကလဲဒီလိုလေးနဲ့လဲတွဲပြီးတော့ပြီးနိုင်တယ်ပေါ့နော်အဲ့တော့16 19ဒီမှာဒီပေတယ်နဲ့မှာလဲ16 19ပသီးလေးမှာလဲပသီးတွေမှာလဲ16ဆိုတာပါနေတယ်ဟလာတပတ်စာထဲမှာအဲ့တော့ဒီ16နဲ့ လှနေပြီပေါ့နော်ဒီမှာဒီကတစ်တလုံးဘိုင်းလေးနဲ့ဒီကပေတံမှာအပေါ်အောက်တက်ရှည်ရဲ့အဲ့တော့ဒီပေတံဒီကနန်းတွဲလိုက်လို့ရှိရင်ဒါရရပါတယ်ခုနပြခဲ့တဲ့ရှင်းနောက်ထိုင်လေးနဲ့တင်းလာမနေ့ကနေ့ရှင်းနောက်ထိုင်နဲ့ဒီကဗုဒ္ဓဥက္ကနေ29နဲ့ရှင်းနဲ့19ဒါလေးကလည်းမနေ့ညမှာထည့်ပြီးတော့ဆော့ပါပါအဲ့တော့ဒီပေတံတစ်ချောင်းနဲ့မနေ့12နာရီမှာ အဓိက main ထားပြီးတော့ဒီပေဒံနဲ့ဒီဒီအပိပတ်ကလေးနဲ့ဆိုရင်ဒီမှာ main ထုတ်ထား main တင်ထိုးရမယ်အကွက်လေးတွေကတော့ဒီဟာလေးတွေလို့ထင်ပါတယ်ဒီမှာတစ်ပါတဲ့နှလုံး bullshit ဆိုတဲ့ဟုတ်အဲ့တော့ဒီမှာခန်းညီကိုဖြစ်ထားတယ် true one ဒီမှာ bullshit ခန်းညီကိုဖြစ်ထားတယ်ခန်းညီကိုဖြစ်လို့ရှိရင်၃ညချင်းဝင်ကြီး၉ညချင်းနေနဲ့၃၄၈ပြိတ်တွေလာပါတယ် ဲ့တော့ဒီမှာက6တုံ1ချိန်ရစင်းနေပေါ့နော်တုံ1ချိန်1ချိန်နဲ့စင်းထား8တလုံးကမလာသေးပေါ့နော်8တလုံးလာဖို့ရှိပါသေးရဲ့အဲ့တော့8တလုံးနဲ့ဒီမှာအပိပောက်ကလေးက8ကိုရှိတယ်ဒါကြောင့်မို့လို့ဒီထဲမှာလည်း8ကိုပါတယ်တစ်တလုံးပိုင်းနဲ့တစ်ရှိဆိုတာလည်းဖြစ်သွားနိုင်တယ်ဒီကနန်းလေးတွေလုံးဝထားခဲ့လို့မရပါဘူးထွက်ပြီးသားကနန်းလည်းပြန်ထိုးရပါမယ်အဲ့တော့ဒီဒီအဖွဲ့နေမှာပဲ ီခဏလေးတွေနဲ့အောင်ဝဲခနိုင်ပါစေအမြတ်မြတ်ရပါစေလို့ဆုတောင်းပါတယ်အားလုံးပဲဗိုက်မယ်ပါ